စုပြည်သင်းနဲ့ဟင်းဝီယံပွဲကိုမတရားတဲ့အဓိကအကြောင်းရင်းကိုပြောလာတဲ့မိုးခန်ဟင်းဝီယံနဲ့စုပြည်သင်းရဲ့မင်္ဂလာပွဲပြီးသွားချိန်မှာဟင်းဝီယံနဲ့စုပြည်သင်းမင်္ဂလာပွဲကိုမတက်တဲ့အမှုပညာရှင်တွေအကြောင်းကလူပြောများနေပါရယ်ဒီထဲမှာလူပြောများနေတာကခြားသူမဟုတ်ပါဘူးမင်းသားဟင်းဝီယံရဲ့တော်ဝန်ကွဲတော်ဆက်တယ်လို့ကိုရိုင်းပြောထားတဲ့ဝါရီတရုတ်ဆောင်မိုးခန်တယောက်ဒီမင်္ဂလာပွဲကြီးတစ်ခုလုံးကိုလုံးဝရိပ်ရောက်တာမှမတွေ့ရတဲ့ကိစ္စပါပရိသတ်ကြီးတို့မမေ့ကြပါပါတရုတ်ဆောင်မိုးခန်ဟင်းဝီယံနဲ့ဇကားတွေအများကြီးတူတူရိုက်ခဲ့ဖို့သူပါ ကြားပြင်မီဒီယာအင်တာဗျူးတွေမှာသူတူလေးဟင်းဝင်ရန်ကဘလို့စိတ်ထားကောင်းကြောင်းဘလို့ထက်မြက်ကြောင်းအမြဲတမ်းတပွားပွားပြောလို့ရှိကြတာပါငယ်စဉ်ဆုံးတဲ့လက်ထက်တော်မေဆိုတော့လေသူတို့နှစ်ယောက်ဘလောက်လိုက်ဖက်ကြောင်းအားပေါင်းအရင်းတသန်နဲ့အမြဲတမ်းချစ်ချူပြောဆိုခဲ့သူပါဒါပေမဲ့တကယ်တဲ့လက်တွေ့မှာတော့အားလုံးအားသင်ကြရပါရီငယ်စဉ်တို့ရဲ့မင်္ဂလာပွဲကြီး၆ပွဲလုံးမှာစီးဆက်ပွဲအလူပွဲလက်မှတ်ထိုးပွဲမင်္ဂလာဧကံပွဲညသာစားပွဲဘေးပွဲမှာတရုတ်ဆောင်မှုခန်းကိုလုံးဝတွေ့မြင်ကြရခြင်းမရှိပါဘူးဒါကြောင့်ဆိုရဲမီဒီယာမှာဗာပြကြတာလေ အတော်ရင်ကိုတလေးတစားမဖိတ်ကြတာလားမိသားစုချစ်ခြင်းပြဿနာရှိနေလို့လားဆိုပြီးတော့သူ့လိုသူ့လိုတွေကြီးကျယ်ထွက်ခဲ့ပါတယ်ဒီလိုခံမှန်းချက်တွေအရက်ပွဲဆူလာတဲ့အချိန်အခုဒီနေ့မှာပဲတရုတ်ဆောင်မှုခံဖက်ကသူ့ရဲ့ဆိုရှယ်မီဒီယာကနေတရားဝင်ဖြေရှင်းချက်တကူထွက်ပေါ်လာခဲ့ပါပြီသူမရဲ့ဆိုရာဟင်းဝင်ရဘက်ကသူမကိုဖိတ်စာနဲ့သတိတရတလေးတစားဖိတ်ကြားခဲ့ကြအောင်ဖိတ်စာတပုံနဲ့တကွာတင်လာတာပါအလိုတပွဲမှာမတရားခဲ့ရတဲ့အကြောင်းရင်းကတော့သူမကအိမ်မင်္ဂလာပွဲကျင်းပတဲ့ရက်တွေအားလုံးမှာရှူတင်ပရိသတ်တွေကတော့ဒီဖြစ်ချင်းချက်ပေါ်မှာ တရားခိုင်နှုန်းပြေဝမယုံကြည်သေးပါဘူး။အားကြောင့်လေဆိုတော့မင်္ဂလာဝဲက6ဝဲလုံးမှာ6ဝဲလုံးကိုတဝဲမှလာမတွေ့နိုင်လားအောင်တိုက်ဆိုင်သွားတာကတော့နည်းနည်းလုံးနဲ့လို့ပရိသတ်တရားသုံးသပ်နေကြပါရဲ့။ကိုတူရှင်ရဲ့မင်္ဂလာဝဲဒီထက်ကအရေးကြီးဆုံးတဝဲလောက်တောင်မှရှူတင်ကိုနားပေးပြီးတော့မလာနိုင်ဘူးလားဆိုပြီးတော့လူပြောများနေတာပါ။နောက်ထပ်အတွင်းသတင်းသူရောသူရောတကူဟာနေရာပေးမှုကိစ္စပါ။ဟေးဝီရန်တို့ဘက်က VIP ရန်ချာတော်တရားအနေနဲ့တခန့်တနာဖိတ်ကြားတာမျိုးမဟုတ်ပဲအခြားသရုပ်ဆောင်တွေလိုပဲ ဝစ်ချေတန်းချေဖိတ်ကြခဲ့လို့မိုးခမ်းဘက်ကမနာထားပြီးတော့မတက်ရောက်တာဖြစ်နိုင်တယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။နောက်ထပ်ကတော့မိုးခမ်းရဲ့သမီးငယ်လေးကိုမင်္ဂလာပွဲမှာပန်းချဲပြေမခေါ်လို့အလေးမထားဘူး။တပတ်ကနေရမပေးဘူးဆိုပြီးတော့မတက်ရောက်ကြတာဆိုတဲ့သဘောပါပဲ။ဒီဥစ္စာမိုးခမ်းကဖိတ်စာရပါတယ်။ရှူတင်ကြောင့်မအားလို့ပါဆိုတာကိုပဲဖြေရှင်းထားပြီးတော့အဲပန်းချဲကိစ္စ BNB နေရာပေးမှုကိစ္စဆိုတဲ့အတင်းတွေကိုတော့တလုံးတပါးဒါမှဝင်ရောက်ဖြေရှင်းထားခြင်းမရှိသေးပါဘူး။ကေဘရိတ်တဲ့ကြီးတို့ရောဘလို့ထင်မြင်မိပါသလဲ။ ဒါတကယ်ပဲရှူတင်တဲ့အလုပ်တွေတိုက်ဆိုင်သွားလို့၆ပွဲလုံးလွဲချော်သွားကြတာလားဒါမှမဟုတ်ပြည်သက်တွေထင်နေကြသလိုနေရာပေးမှုပန်းစဲကိစ္စတွေကြောင့်မိသားစုဒရမာတွေနောက်ွယ်မှာတကယ်ရှိနေကြတာလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်အားပေးနာဆင်ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာလည်းစေဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်ဒီနေ့ရောလောင်းနေပဲနှုတ်ဆက်ခဲ့ကြပါတယ် ။အားပြီးနောက်ဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလည်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပိုင်းနဲ့ပဲဒီနေ့ရဲ့အစီအစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေ။နောက်နေ့ဒီမှာလည်းပရိသတ်ဆိုင်နဲ့တက်လာမယ်ဆယ်လီနေနုပညာရှင်တွေရဲ့အကြောင်းအရာတွေတူပြန်လာခဲ့ဦးမှာဖြစ်လို့ကိုချစ်တဲ့နုပညာရှင်တွေရဲ့ activity တွေလှူရှာမှုပုံရိပ်တွေသိရဖို့အတွက် like and follow လေးလုပ်ခဲ့ပြီးပါအောင်ရှင်။